Old Trafford မှာမမများနဲ့အတူကပင်ရှုံးဝဲမရှိ Europa League ဖလားကိုယူပြတော့မယ် United United ကတော့ပရိသတ်တွေကို2နာရီနေပါရတာပေါင်းစုံပေးပြီးတော့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ် Fagi တိုင်းတော့ပွဲမပြီးမချင်း United ကိုရှုံးမီမပြောနဲ့ဆိုတဲ့နာမည်လေးဟာခက်လွယ်လွယ်ရခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုနောက်တစ်ခေါက်ထပ်မံတက်တည်ပြလိုက်ပြန်တာဖြစ်ပါတယ်ဒီအရင်ဥရောပမှာရှုံးဝဲမရှိသေးတဲ့ United တို့အနေနဲ့ဒီမှတ်တမ်းကောင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို Ultra 4မှာလည်းဖရာဝိုင်းအနိုင်ရရှိတိုင်းမရှုံးသေးတဲ့မှတ်တမ်းကလည်းဆက်လက်တည်မြဲခဲ့ပါရင် ဒီဘက်သာရှုံးပြီးပြိုင်ပွဲကနေထွက်ခဲ့ရရင်အရင်လိုမော်တင်ကန်နာမှာဆော့တင်လန်ကလာနိုင်မှာမဟုတ်တော့တဲ့ပြင်အခက်မသိရင်ချန်ပီယံရှစ်ပါဆင်းကံရတော့မှာဖြစ်ပါရင်ပြင်းစင်းဒီမှာတင်းကြလာတော့အင်ကွင်းချာမှာကမ်းပတ်နဲ့လှမ်းတက်ဖို့လုပ်ခဲ့ပေမယ့်အစင်လာမပြတ်အိုနာနာရဲ့ငောင်းစင်းစင်းအကြည့်များချာမှာခြေပါဂိုးတွေအနိုင်ဂိုးတွေပြန်ပေးလိုက်ရပြီးပြုတ်မလို့ဖြစ်ခဲ့ရပါရင် ဒါပေမဲ့လည်းကမ်းဖန်းဆိုတာဒီလိုရရတယ်ကွာဆိုပြီးအမုံမပိတ်ထားတဲ့ Ultra Four မှာချက်ပြုတ်ပြလိုက်တာပါ။ကြောင်ကြောင်ရေမငုပ်ပါဘူးဆိုတော့ United နောက်ခံလူတွေရဲ့အချင်းသားမျက်လုံးလေးတွေကနှလုံးသားရဲ့6လောက်တစုံနဲ့အတွေ့မှာတန်ရောစင်ဆိုတဲ့ငပြောကုံကိုတန်နေမိပြီးခြေကျော်လက်ကျော်ဖြစ်ခဲ့ပေမယ့်အဆုံးသတ်မှာတော့ရွှေဘားကရွှေဘားပါပဲဇာတိကရောက်ရင်မပေါင်းရတဲ့အချစ်ဇလန်တွေကိုမကြိုက်တဲ့ပရိသတ်တွေအတွက်ကယ်ကြီးကဆန်ညိုးရေးပြီးမိုင်လူနဲ့မကွာရတော့ရဲ့မမများနဲ့အတူကဇလန်မှာ United ဟာ Happy Ending ကိုရတအပြည့်နဲ့ဖျော်ဖြေပေးသွားခဲ့တာဖြစ်ပါတယ် ယူနိုက်တက်ဟာဒီနေ့ပွဲမှာ3-2နဲ့ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဟွာလန်ကိုထောင်ထားကဂါနာချိုဘရူနိုနဲ့တွဲပေးထားပါတယ်။ကွင်းထဲမှာတော့ကက်စမဲလိုနဲ့အူဂါတေးလိုပွဲထွက်လာပြီးဒါလော့နဲ့ဒိုကူကိုတော့ဝင်းဘက်နေပြင်ထားကစားခဲ့ပါတယ်။ကိုသမားကတော့အိုနာနာပဲဖြစ်ပြီးနောက်တန်းမှာမကွာယာမာဆာဝါဘီနဲ့ရိုရိုကိုခင်းချင်းခဲ့တာပေါ့။လိုင်းဟောဘက်ကတော့လေတုံးတုံးကစားကွက်ပေါ်မှာအမန်တာ၊ချာရကီ၊တော်လီဆိုတို့အစုဖွဲ့နေပဲယူနိုက်တက်ကိုယင်ဆိုင်လာခဲ့ပါရင်ယူနိုက်တက်ဟာပွဲစားရစွာနဲ့ဖိအားပေးကစားထားနိုင်ခဲ့ပြီးပွဲချိန်10မိနစ်မှာတင်ဦးဆောင်ကိုစတင်ရရှိခဲ့တာပါဒီကုတ်ကတော့ကာနာအချိုရဲ့ဖျံချိုးပေးမှုကနေအသေးပါလာတဲ့ဦးကာတေးကပြေးဝင်အဆုံးသတ်ခဲ့တာဖြစ်ပါရင် အဲ့တော့ United ဘက်ကပဲပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပေမယ့် Lion ရဲ့ခက်မှမှတုံ့ပြန်မှုတွေအကြောင်းထိရောက်တဲ့ခွင့်ရဖန်ရင်းမှုတွေတော့မြင်တွေ့ခဲ့ရခြင်းမရှိခဲ့ပါဘူး။ပွဲချိန်16မိနစ်မှာတော့ Casemiro ရဲ့တောက်ဖြတ်ကံကြတော်တော်လေးကောင်းခဲ့ပြီး Lion ကိုယ်တော်မှဟန်တားသွားနိုင်ခဲ့ပါရင် နောက်ဘက်မှာလိုင်ယွန်ဘက်ကလည်းဖိအားပေးမှုတချို့ပြန်လည်ပြုလုပ်လာနိုင်ခဲ့ပေမဲ့လည်း United နောက်တန်းကလည်းအကောင်းဆုံးပုံစံနဲ့ရှင်းထုတ်နိုင်ခဲ့ပါရင်ပွဲချိန်26မိနစ်မှာတော့တောက်ကန်ဘက်ကနေရရှိလာတဲ့ခွင့်အေးကိုမက်ဂွိုင်းယားကကောင်းတိုင်းဆုံးသက်ခဲ့ရမှာဂိုဘေးကနေကတ်ထွက်သွားခဲ့ပါရင်နောက်ယွန်ဘက်ကလည်း Chagrin အပိုင်းကန်ကသွင်းရရရှိခဲ့ပေမဲ့ Onana ကနေရာယူမမှန်နဲ့ပဲကာကွယ်သွားနိုင်ခဲ့ပါရင် provider ချင်းချင်းမို့10မိနစ်မှာတော့ United တို့နောက်ထပ်ဥဆောင်ကိုထပ်မံရရှိခဲ့ပြီးမကွာရရဲ့ဖြတ်တင်ပေးမှုကလည်းဒါလော့ကသွင်းယူခဲ့တာဖြစ်ပါရင် United ဟာ provider မှာအခွင့်အရေးတော်တော်များများရရှိခဲ့ပေမယ့်အဆုံးသတ်မသေးချာမှုတွေကြောင့်သာနှစ်ဂိုးပြည့်နဲ့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါရင် ဒရက်ပိုင်းမှာလည်း United ကပဲပွဲကိုဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပြီးပွဲချိန်မိနစ်90မှာဂါနာချိုအပိုင်ကန်ကွင်းရခဲ့ပေမဲ့လွဲချော့သွားခဲ့တာကနှစ်မျိုးစင်အကောင်းလွန်ခဲ့ပါတယ်။အဲနောက် Lion ဘက်ကပြန်လည်ပြားပေးထားနိုင်ခဲ့ပြီး United လိုခံစစ်သက်သက်ကိုဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာ United လည်းအခွင့်အရေးတချို့ပြန်လည်ရရှိခဲ့ပေမဲ့အသုံးချနိုင်ခြင်းမရှိခဲ့ပါဘူး။ပွဲချိန်90မိနစ်မှာတော့ Lion ဘက်ကခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးတွန်နယ်လီကသွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ United ဘက်ကလည်းကစားကြာဆင်းလာခဲ့ပြီးပွဲချိန်86မိနစ်မှာနောက်ထပ်ခြေပါကောတကောထပ်မံပေးလိုက်ရပါတယ်။ပွဲပြီးကံဒီမှာ Lion ဘက်ကတိုလီဆိုအထုတ်ခံခဲ့ရပေမဲ့ United တို့ဥဆောင်ကိုပြန်လည်သွင်းယူနိုင်ခြင်းမရှိဘဲအချိန်မှဆက်လက်ကစားခဲ့ရပါတယ်။အချိန်မှပါလဲ United တို့ဥဆောင်ကစားထားနိုင်ခဲ့ပေမဲ့တကယ်တမ်းကိုရခဲ့တာက Lion ဘက်ကဖြစ်နေခဲ့ပါတယ်။ပွဲချိန်14မိနစ်မှာ United နောက်ခံလို့ရှင်းထုတ်ပုံမသေးသေးရကနေ Cherokee က area ပြင်ဘက်ကနေအပြင်ခံတဲ့နယ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်တို့ကကန်ဆိုးတယ်ပဲပြောရမလား၃မိနစ်အကြာမှာလှုပ်ရှားကြပနတီထပ်ပေးလိုက်ရပြန်ပါရင်ရရှိလာတဲ့ပနတီကိုလာကာဆက်ကအမယုံရှိဆုံးမတက်ပြီးတော့ဒါရုံအတွက်နောက်ထပ်ဥစ္စာကိုထပ်မံရယူပေးနိုင်ခဲ့ပါရင်ပွဲကပြီးသလောက်ဖြစ်သွားပြီလို့ထင်ခဲ့ပေမယ့်ယူနိုက်တက်တို့မဖြစ်နိုင်တာတွေကိုလှုပ်ပြခဲ့တာပါချေမိုဘရာဝိပီကန်ဒီမှာယူနိုက်တက်တို့ပနတီပြန်လည်ရရှိခဲ့ပြီးဘရိုနိုကအဆုံးသက်ကယူနိုက်တက်ရဲ့မျောလင်းချက်ကိုအသက်ဆက်စီခဲ့ပါရင်အဲဒီနောက်အချိန်မိုဒုတိယပိုင်းမှာတော့ယူနိုက်တက်တို့ကပဲပွဲကိုဆက်လက်လှမ်းမိုးထားနိုင်ခဲ့ပြီးလာယုံကတော့ခံစစ်ပိတ်ဆော့သွားခဲ့ပါရင် ဘွားရည်တရားဆက်ကုမ္ပဏီမှာတော့ကက်စမဲလို့ရဲ့ပေးပို့မှုကနေမိုင်းတို့ကတေချာစီမဲ့ဂိုးကိုသွင်းယူပေးခဲ့ပြီး10မိနစ်အကြာမှာလည်းကက်စမဲလို့ရဲ့ဖြတ်တင်ပေးပို့မှုကနေခေါင်းကြီးကတစ်ကောင်းကြီးကောင်းတိုက်ပြီးတော့အနိုင်ဂိုးကိုထပ်မံသွင်းယူပေးခဲ့တာကြောင့် United လို့နောက်ဆုံးကိုတက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါရင် United အနေနဲ့ semi final အဆင့်မှာတော့ Spain နဲ့ Bilbao နဲ့အရင်ဆိုင်သွားရမှာလည်းဖြစ်ပါရင်